ထိုးသူကရိုင်ထိုးရိုင်ထိုးနဲ့ပတင်းပေါက်ပေါ်ကမြောက်ကချောက်တက်ပြီးလေထဲလန်းလာပြနေတယ်ဟုတ်ပါသည်လေရနယ်ထဲတွင်ရိုင်ထိုးရိုင်ထိုးနဲ့လမ်းလျှောက်ပြနေခြင်းဖြစ်သည်အောင်မဲလေတအေးတဲ့နဲ့ဟာဒီလေကလည်းအေးနဲ့လောက်တော်နေသေးတယ်ထိုးသူမှရိုင်ထိုးရိုင်ထိုးနဲ့ပြန်လျှောက်လာပြီးပတင်းပေါက်မှပြန်ခုန်ဆင်းလာသည်ဂိုင်းပါပါမပြောဘူးလားလေသူရဲ့တိတ်သေးစားနဲ့တဟိုးအဲကိုသိရင်လေသူထဲမှာမတက်ရက်လို့ရတယ်ဆိုတာ အများလဲမယုံရက်ကြည့်ဣနေတာပဲတဲကောင်းအမိုးလုံနေတော့မုတ်စိတ်မွေးပမြိုင်းမွေးတဲ့လူကြီးကမူဒူမမရဘဲဘူးကွာအေးမဆမ်းရရင်ငါဆမ်းမယ်ထိုလူကြီးကဗရင်ပေါက်ပေါ်ကိုမရမကကုတ်ကတ်တက်နေပြီအသက်ကြီးတာတကြောင်မူးရရတကြောင်ကြောင့်တော်အပေါ်နေမြဗရင်ပေါက်ပေါ်ပေါ်ရောက်မှအဲအားလုံးကြည့်ကြပါပါဆိုတဲ့လူရဲ့အဆူကိုဘဘထောက်ခံတဲ့အနေနဲ့လေဟာနေမှာရက်ပြမယ်လာလေဂွမ်း ဘုံထိုးလူပရင်ပေါက်မှကျသွားခြင်းဖြစ်သည်လူများရရုပ်တည်းဖြစ်ကုန်၏ဆိုင်ရှင်ပြေးဝင်လာပြီးပရင်ပေါက်မှအောက်ဘက်သို့ကြည့်သည်ခုနကလူကြီးအမိုက်ပုံတဲ့ဇောက်ထိုးကြီးဆိုင်နေပြီဆိုင်ရှင်ကပပဆိုတဲ့လူကြီးဖက်၍ပက်လဲ၍ဒေါသတကြီးနဲ့ပြောသည်ဟေ့လူစူပါမန်နဲ့ခမရမူးနေရင်လည်းအေးအေးဆေးနေပါဗျာသူများကိုလိုက်မချက်ပါနဲ့ဟိုမှာတယောက်ကျိုးသွားပြန်ပြီတင်မီတို့ခံစားရတဲ့နေသူမသည် ထိုးပုံမြင်တဲ့ကငမူးစူပါမန်လို့လူစားအောင်ဖြစ်ပါလိမ့်။ပတ်ဝန်းကျင်နဲ့သူမရဲ့ဆက်ဆံရေးမှာဤသို့သာဖြစ်သည်။ပတ်ဝန်းကျင်ပေါ်ဆိုးသွမ်းနေသောလူစိုးမလေးတဦးဆူရိုက်ဖြစ်သည်။ကဲပတ်ဝန်းကျင်ထားအောင်သူမတယောက်တည်းအတွက်ပေါ့။သူမနဲ့သူမရဲ့ဆက်ဆံရေးကလည်းအဆိုးဘက်ကိုဥတည်နေပါလိမ့်။ဆိုရပါဦးမီ။အစိတ်အလွန်ပြင်းသည်ဟုကြော်ကြသောခလောက်မွေမိသားစုဤကြောင်းဖြစ်သည်။ခလောက်မွေပြိုမလေးကသူ့မမေကိုမေးသည်။မမေ မီးတို့ကရန်နှုံးပြခလောက်မွေလာဟင်တဲ့သူ့မမေကသူ့မကိုအံ့ဩတကြောကြည့်ရင်ရန်နှုံးပြခလောက်မွေပေါ်တမီးရဲ့တဲ့မမေသိရတဲ့လောက်ကတော့တမီးဖေဖေရဲ့မိဘတွေကလည်းခလောက်မွေအစစ်ကြီးတွေပဲပြီးတော့မမေဘက်ကအဖေရောအမေရောသွေးမရောတဲ့ခလောက်မွေတွေဆိုတာကြီးပဲဆိုတော့ကတမီးနဲ့ရန်နှုံးပြခလောက်မွေလေးမွေမာလေးပေါ့တမီးတို့ခလောက်မွေမာတွေကအသိပြီးအစိတ်ပြင်းတာပဲဆိုတဲ့ကရင်သေးတဲ့လာမမီးတဲ့အော်မလီအစိတ်ပြင်းတာပြောမနေတမီး ကလာဦးကြီးတောင်ကိုက်ပြီးလှည့်ကြည့်ကြမလို့တုံးခနဲ့ပဲဒါဆိုရင်တမီးနဲ့မွေတငယ်ချင်းရင်ငန်းနေတယ်တမီးချစ်သူကိုမခွဲပါနိုင်မမီတမီးနဲ့သူ့ကိုခွဲရင်ကိုရှာကိုကိုက်ပြီးသက်သေပြစ်မယ်သက်သေပြစ်မယ်သူမအစိပ်ပြင်းခလောက်မွေမှာတကောင်ဖြစ်သည်ပူကြီးတိတိကျဆူရလဲသူမအီချစ်သူအတွက်အဆွဲပေါ်ရှာတင်ထားသောရာနှုန်းပြည့်အစိပ်ပြင်းခလောက်မွေပြူမှာတကောင်ဖြစ်ပါသည်သူမနဲ့သူမရဲ့တကွေးဆက်ဆံရေးသည်အစိပ်ပြင်းသောခလောက်မွေဆက်ဆံရေးသာဖြစ်သည် ကိုညားကလည်းသူအလုတ်ပြန်နောက်ကျခဲ့သည်ရုံမခိုင်းသောအလုတ်ကိစ္စများအပြင်ကိုရီးကိုတာကိစ္စများကြောင့်ယခုကဲ့သို့အိမ်ပြန်နောက်ကျခဲ့ခြင်းဖြစ်၏ဖြတ်သန်းဖြားလာ လူများကျဲပါနေသည့်အပြင်စောင်းရသည်မူလားမသိခါတိုင်းတွေ့နေကြခွေးလေးခွေးလေးများတော့မတွေ့ရတော့ပြန်နေကြလမ်းမှုတယောက်တည်းအေးအေးဆေးဆေးတက်တောင့်တက်တာလာလျှောက်ပြန်ခဲ့ခြင်းဖြစ်၏နှင်းအခုငွေများကြောင့်ပဝန်းကျင်မှာညနှင့်မတူလောက်အောင်ဖြူဖွေးနေ၏ ရုတ်တရက်ကားသည်မျက်နှာချင်းဆိုင်မှာလမ်းထဲတိုးဝင်လာတွေ့ရပြီ။နောက်ကားပေါ်မှာယောက်ျားပြိုတယောက်နဲ့မိန်းမပြိုတယောက်ဆင်းလာသည်။ဟင်းထိုမျိုးသားပေါ်မြင်တော့သူတနည်းအားမှာအသေးချာမြင်ဘူးဆိုခံစားရသည်။ဘမတွေ့ဘူးသလဲ။ဘမသိခဲ့ရလဲ။သူစဉ်းစားလေးမြတ်။မျိုးသားကအမျိုးသမီးရဲ့ခါကိုတရုတ်တရက်ဖတ်၍ချံတစ်ခုနဲ့လှမ်းဝင်သွားသည်ကိုတွေ့ရလေသည်။ဟုတ်ပါပြီ။အသေးသေးချာချာရင်းနှီးမြင်ဘူးပါသည်သူ။ စဉ်းစားလို့မစိုးမိလမ်းတဲ့နောက်ကားသည်အချိန်ပြင်းစွာမောင်းဝင်လာပြီးတွေ့ရသည်ကြည့်လိုက်တော့ဟာသူအကြီးကြီးအားအသင့်သွားပြီထိုကားထိုကားကိုသူကောင်းစားမှတ်မိမေထူးကြုံအမိပေါက်တော့ဟိုဂျိုကောင်မလေးရဲ့ကားဒါဆိုဟိုလူဟိုလူကဟုတ်ပါလိထိုလူသည်မေထူးကြုံပြခဲ့တော့ဓာတ်ပုံအယ်ဂန်ထဲမှသူချစ်သူဆိုသူဖြစ်ပါလိပွဲကားတော့ကြီးကောင်းမိကိုယူဆရသည်ဆက်ဖြစ်မိကိုသိချင်ပြီသူအตาလေး အမောင်တဲဝင်ရဲလိုက်တယ်။ကောင်မလေးကကားဘိုးကဒေါသတကြီးဆင်းလာပြီ။ခုနကစုံတွဲစီးလာတော့ကားကိုမြင်တော့မျက်နာပြီးရှုံမဲ့ကကားကိုပြေးထူတော့ဤ။ကားကဘာမှဖြစ်ပဲသူ့လက်သာနာသွားဤ။သူမလက်ကိုခါတယ်။ပြီးနောက် ကားဘင်းကို ခြေထောက်နဲ့ဆောက်ကန်လိုက်တယ်။ဖုံးကနေမိတန်းသူသူသာကိုယ့်ရုပ်ကာယနဲ့ပလက်လန်လဲကြသွားဤ။ပြီးတော့ဖုတ်ဖက်ခါပြီးပြန်ထလာတယ်။နောက်ဘယ်သူများတွေ့တယ်လဲဆိုပြီးဘေးဘီဝေးကြည့် ောင်မလေးရဲ့ပြုံမှုကြောင့်သူရဲချင်းသွားမိသို့သောအသံမထောက်တော့ကိုယ်ပဇက်ကိုပိတ်ပြီးဆက်ကြည့်နေမိသည်ကောင်မလေးကကားကိုဘာတော့ကမှပေးများသောကြောင့်အနီးနားဝှေ့ရှာလိုက်တယ်တွေ့ပြီခဲလုံးလုံးပြီးကောက်လိုက်သူလွေလာသောဆလင်းဘက်ကိုတိုင်းတွေလိုက်သည် အင်ဂျီလက်ကိုပင့်တင်လိုက်ပြီးနောက်လက်နှစ်ဖက်သုံးလက်နှစ်ဖက်သုံးဘက်လှည့်ပြီးမကောင်းသူထိတ်ကောင်းသူထိတ်กว่าဟုဩကာလွှဲကိုပြစ်လိုက်တော်သည်ဖြစ်ချင်တော့သူမလက် ချော်ထွက်သွားပြီးခဲလုံးကအရှိမသွားပဲအပေါ်ကသာမြောက်တက်သွားကတူးတက်ပြန်ကျလာလေသည်အာကနေဟူသောအော်တန်နဲ့သူမှုံနေအောင်ပြေးခဲလုံးကခုနသူရက်လျော်နေအောင်တက်တဲ့ကူပြန်ကျလာ၏ခဲလုံးကျသွားတော့မှသူ့ခဲလုံးကိုသူပြန်ကြည့်နောက်တောက်ခေါက်၍ခါထောက်ကတော်တော်အတော့မကျတဲ့ခဲလုံးမြင့်စီခြင်းတို့အထက်ကိုမြောက်ပြစ်တန်လူစီပြန်ကျရလေလို့ကဲဟာအဲ့လောက်ဖြစ်လာတာဆိုပြီးခဲလုံးကိုဖုံးကနေကန်ထုတ်လိုက်တယ် ယ်လုံးလင်းဆင်သွားမှသာဘေးဘီဘေးကြည့်ပြန်သည်တဲ့။ဘာဆိုက်လို့ရမလဲစဉ်းစားနေပုံရသည်။ပြီးမှသူ့ကားစီကိုတောက်တောက်တောက်နဲ့ပြန်လျှောက်သွားပြီးကားပေါ်တက်ဆက်နိုး။ဝီကနေနေအောင်လီပောင်နင်းပြီးမိထုချုံနဲ့ကွာ။ဟာညာသာပေးပြီးခုနကအစုံတွဲစီတော့ကားကိုအရှိန်ဖြစ်တိုက်ချလိုက်သည်။ပြီးတော့ကားဆက်ကိုမတက်သေးပဲအောက်ကိုဆင်းကြည့်ပြီးဟိုကားကြီးခြံ့သွားတာမြင်တော့တဟားဟားနဲ့ရေလက်နှစ်ဖက်ကိုမြှောက်ပြီး ဆက်ကတမားများလို့ခေါ်လူနေသေးငါကွာမီးထူးချွန်ခတ်ဟုတ်လေခတ်အိုးအော်လီနောက်အိမ်ထဲကိုဝေ့ကြည့်အိမ်ထဲတွင် ခုနဆောင်တွဲကြီးအကျဉ်းနာပုံရိပ်ကိုပဒင်းတကားလိုက်ကနောက်မှရေးရေးကလေးမြင်နေရသည်သူမကုတ်ကုတ်ကက်ကက်နှင့်ခြံပေါက်သွား၏ခြံပေါက်ဝါမှနေ၏အိမ်ထဲအရက်ထောက်၍လမ်းမျောကြည့်တတ်သည် ခွေးတို့ပေါင်များလိုက်ရှာ၏ဘာမှမတွေ့ခြံပေါက်ဝါပြန်လာသည် ချမ်ပါဝါမှလူခေါ်ဘဲကိုတွေးသူ့မျက်လုံးကလက္ခဏာဖြစ်သွားပြီးသူ့လက်ညှိုးတိုးတိုးလေးနဲ့လူခေါ်ဘဲကိုအဆက်မပြတ်တီးလိုက်သည်တတီတီမိတန်ကြောင့်အထက်မှလူများလှုပ်လှုပ်ရှားရှားဖြစ်သွားသည်အိမ်ထဲမှလူများအပြင်ထွက်မိအရေးကြောင့်မြန်မာခက်တီတီနဲ့သူ့ကားစီပြန်လျှောက်လာသည်နောက်မှကားပေါ်ဝူးကနေမောင်းထွက်သွားတော့သည်တိတ်မကြလိုက်ပါအိမ်ထဲပထမဆုံးထွက်လာသူမှာခုနကအမျိုးသား ိမ်ရှိမှာဖင်ချိုက်နေတော့သူ့အကကို မြင်သွားတော့အကြီးကျယ်အံ့အားတင့်သွားရင်ဒေါသတကြီးဖြင့်ဘေးဘီဝှေ့ကြည့်ရင်သူ့ပုံစံကအကြီးကျယ်ပောက်ကွဲနေသည်ပုံသူလဲသူနဲ့မဆိုင်တော့ဘူးမို့အမောင်တွေကထွက်ရလမ်းဖြတ်လျှောက်လိုက်သည်ဒီမှာရုတ်တရက်ကြားရိတ်လှည့်ကြလိုက်တော့ခုနကလူမျက်နှာကဒေါသကြောင့်နေရနေကျွန်တော်ကားကိုတရားတော်ဝင်ထိုက်သွားမြင်မိလားထို့သူ့အမေကြောင့်သူရုတ်တရက်ကြောင်သွားတယ်မြင်လီပြောရင်ကောင်းမလား မမြင်ဘူးပြောရင်ကောင်းမလားသူစဉ်းစားလိုက်တယ်မျက်ဝန်းထဲမှာကမိထိုးချုံဆိုတော့ကောင်မလေးပုံရိပ်များနောက်မှခေါင်းကိုဖြည်းဖြည်းခါကမမြင်ပြီပါဘူးဗျာဆိုရိတ်ကုလန်းကိုရှောက်လိုက်သည်ဟိုလူကတော့လေထဲလက်သီးတွေလုံးများပြစ်သွင်းရင်ပောက်ကွဲတို့ကောင်းနေတော့တို့အဖွင့်မြူမမသူမကြိုတင်ကြံစီပြီးပြည့်စုံခြင်းမဟုတ်ပဲပဝင်းကျင်မှမရှိရှိတာလေးလှုပ်လိုက်ခြင်းဖြစ်သည်ထို့သောဖြစ်တဲ့လှုပ်လိုက်ခြင်းအတွက်ဖြစ်တယ်လို့လေတစ်ဖက်လူမှာမိမြအခန်းစားသွားမိကိုကျွန်တော်မသိပါသိလည်းမသိခြင်းပါ အဘကြောင့်ဆိုတော့သူ့ရဲ့အကြံစီသူကျွန်တော်မပါဖြစ်ပါသည်ဒါဆိုသူ့တယောက်တည်းလောက်တာရောတစ်ဖက်သားပေါ်ရရမကြသေးဘူးလားကျွန်တော်မသိပါဆိုရတော့အခန်းတခန်းလေးတွေဖြစ်သည်ကောင်းလေးကောင်းမလေးများကကဏ္ဍများကိုရေတက်၍ဟဟပပရေမောရေမောနေကြသည်တယောက်က30နှစ်ဟူအော်လိုက်သည်နှင့်ကျန်သူများဟဟပပရေမောတန်ကြရ၏နောက်တယောက်က49ဟူအော်လိုက်သည်နှင့်ကျန်သူများကလည်းတဟဟရေကြပြန်သည်နောက်တယောက်က82 အားလုံးဝိုင်းရကြပြန်သည်ထိုချိန်မှာပင်သူတို့အခမ်းအနားကဖြတ်သွားလူတယောက်ကခမည်းတော်ကနန်းတွေអော်ပြီးဘာလို့ရည်နေကြတာတော့မေးရအထဲမှာတယောက်ကရှင်းပြကြီးဒီလိုဗျကျုပ်တို့ကဟာသာစာအုပ်တုပ်ကိုကျင်းကျအောင်ဖတ်ထားကြတာဗျဒါကြောင့်အဲ့ဒီစာအုပ်တွေကစာမျက်နှာတစ်ခုပြောတိုင်းအဲ့ဒီစာမျက်နှာပါတဲ့ဟာသာတွေကိုပြန်ပြန်တရိယာပြီးရေဖြစ်နေကြတာဆိုပြီး68ခုអော်လိုက်ဟာအားလုံးဝိုင်းရကြပြန်တော့ဒီတော့မှထိုလူရဲ့သဘောပေါက်သွားပြီ။အော်ဒီလိုလား ရတယ်လေဆိုပြီး31ဟုဝန်သာအားအွန်လိုက်ရာအခန်းထဲရှိရှိသမျှလူအလုံးဝုံငနဲ့ခုံထွက်လာပြီးထိုသူကတဖြောင်းဖြောင်းနဲ့ဝိုင်းရကြတယ်လေထိုသူကဦးကြောင်ကြောင်မြင့်ဟာဟာဘာလို့ဝိုင်းရကြတာလဲဗျာဆိုရာတယောက်ကကျွန်တော်တို့စီမှာအဲ့ဒီလိုညဉ့်ညမ်းနဲ့ဟာသလိုမပြောဘူးကဲပါတတ်နိုင်ပါတော့သူမလည်းထိုသူပင်သူမသည်စာမျက်နှာ31ဖြစ်သည်ရည်သလားရိုင်းသလားကျွန်တော်လည်းမသိပါသို့တော်ထိုစာမျက်စာမျက်နှာသည် ဖက်ပြော်သောစာမျက်နှာပြင်ဖြစ်မိထို့ကြောင့်စာမျက်နှာ31ကိုလှန်လိုက်ပါသူမကိုတွေ့ရပါလိမ့်မည်နေမုံများတဖွဲဖွဲကြနေပဝန်းကျင်တစ်ခုလုံးလေးလည်းဖြူဖွေးပိတ်လောင်နေသောအယောင်အစင်းများအပြင်လွှမ်းခြုံနေသည်ယခုနှစ်မှနှင်းမုံများပူရဲကြောက်ရည်ထင်ကောင်းငင်တစ်ခုလုံးပိမ့်ပိတ်အောင်ဖြူဖွေးနေသည်အခုလိုအချိန်ငုံ၌အငွေ့တစ်ထောင်းထောင်းထားနေသော ကော်ဖီခွက်ကအရာအားလုံးကိုပိုပြီးပြည့်စုံစေသည်ပြည့်စုံလည်တဲ့ပြည့်စုံအောင်သူ့ရှိ၌အငွေတစ်ထောင်ထောင်ထားနေသောကော်ဖီတစ်ခွက်ရှိနေပြီအီကော်ဖီဆိုင်လေးသည်တန်ရှင်းတက်ရသောအစင်မြင်ရှိပြီးတိတ်ဆိတ်အေဂျင့်လာသဖြင့်သူ့အကြိုက်တွေ့နေရခြင်းဖြစ်သည်အီကော်ဖီဆိုင်လေးကိုသူ့လိုအေးအေးဆေးဆေးထိုင်တတ်သူများနဲ့သမီးသားအတွေ့အကြုံများတာလာရရှိသည်ယခုတော့နည်းနည်းစောတရွေ့ထင်သူ့တယောက်တည်းဟမ် ထိုင်ထဲကိုခက်တတီလမ်းဝင်လာတော့သူမကိုတွေ့သူအံ့အားသင့်သွားသည်သူမကတော့ဘသူ့ကိုမှကြိုးမဆိုင်ပဲခက်မမမျက်နှာပေးနဲ့မော်တော်မော်တော်ရှောက်လာ၏နောက်သူ့ရှိခုံဘကိုသူ့လက်ကန်အိမ်ကိုပုတ်ခနဲ့ပြစ်တင်လိုက်ပြီးခက်တတီနဲ့ဝန်ထိုင်လိုက်သည် သူကတော့သူမကိုကြောင်ကြည့်ငေးကြည့်နေစေသူမကသူ့ကိုတစ်ချက်မှပြန်မကြည့်ပဲသူ့အိမ်သူဖွင့်ရရှာနေသည်နောက်ထွေထဲမှဆာရွက်တရားကိုထုတ်၍ထိုးဆာရွက်ကိုသာခက်တတီနဲ့ထိုင်ကြည့်နေ ူမရဲ့အပြုမူကြောင့်သူလည်းစိတ်ဝင်စားသွားပြီးစာရဲကိုကြည့်လိုက်သည်ဘာသုံးဆောင်မလဲခမရဇပွဲထိုးကြီးအမေသူမမကြားလာလားမသိကြအောင်ဆောင်ရလားမသိစာရဲကိုသာစိုက်ကြည့်နေသည်သူကသာဇပွဲလေးကိုလက်ပြပြီးနောက်မှမှမယ်ဟုခက်တုတ်တုတ်ပြောလိုက်သည်သူမကတော့စာရဲကိုစိုက်ကြည့်နေတာလှုပ်ပင်မလို့ကြာတော့သူလည်းမနေနိုင်သူမနာကပ်၍ဟိတ်ဟိတ်ကမလီကလန့်သွားပြီးသူ့အနီးကပ်ခေါ်တဲ့အကြောင်းထခုံတော်လီ နောက်သူ့ကိုတစ်ချက်ကြည့်ဘာမှမဖြစ်တဲ့ပုံစံနဲ့ဟာလန့်လိုက်တာနေရလေဒီမှာအောင်မြင်ကနေ့ချိန်ကျမှဖီဝါပြတ်တယ်တကတယ်ဆိုပြီးစာရေးကို ပြန်ဆိုက်ကြည့်နေသည်သူမကိုကြည့်ပြီးသူလည်းဘာဆက်ပြောလို့ပြောရမလို့ဖြစ်သွားတယ်နောက်မှဘာလုပ်နေရလဲဟင်သူ့အမေကိုသူမကောင်းမင်မော့မလားပဲဟာဒီမှာလွန်းလွန်းဆွေဆွေရင်ခွဲနာအပြစ်ပေးဖို့ကြံနေတာမသိအတာနေဝင်မရှုပ်ဆမ်းပါနဲ့ဘာလို့လန့်ဆွေရင်ခွဲနာအပြစ်ပေးပါလဲသူစကားကိုသူမနှုတ်ပြမပြပဲ သူကင်နာဆာကိုထိုးပြပြီးဒီမှာလေပြတ်သွားတဲ့ငါရီစာကိုငါပေးဖို့စာအဲ့ဒီစာရဲ့ထိတ်ဆုံးမှာဟောဒီမှာတွေ့လာသူမကစာရဲ့ထိတ်ဆုံးဆက်လုံးကိုသူ့လက်ညှိုးသေးသေးလေးနဲ့အတီးကထိုးပြလိုက်ကိုတွေ့လာတဲ့အဲ့ဒီဆက်လုံးတက်တဲ့ကြောင်မျက်ရည်ကိုထိုင်ညှင့်နေတာအင်းနဲ့ဘလို့ကြီးလေရီစာစာရဲ့ပေါ်မျက်ရည်ထိုင်ညှင့်နေရတဲ့ကြားကြားဘူးအောင်နဲ့ဟာနင့်ဟာကအတိတ်ပဲမရှိတာဟာတဲ့သူ့စကားလက်ကြောင်သူမထုံးစံတဲ့သပွဲကိုတစ်ဖြန်းဖြန်းပုတ်ကာ ဘာအတိတ်ပဲမရှိရမှာလဲဘာကိုပြောတာလဲအတိတ်ပဲမရှိဘူးဆိုတာလေဒီလိုလွတ်လို့ရအောင်မှင်ဆိုဘောပဲနဲ့ရေးပြီးမျက်ရည်တီးချွေနေတာရီးစမ်းနဲ့ပြက်ရင်မိန်းကလေးတွေကဒါမျိုးဒီလိုပဲလုပ်ရတယ်ပတ်တာအဲ့တော့မှသူကဩငါချစ်သူဟောင်းနေသူ့ကြောင့်ငိုနေရတယ်ဆိုတာသိမှာဒါမှလွန်လွန်ဆဲသူရင်ကွင်းတာအပြစ်ပေးမှာอืมသူပါပြန်ပြောလို့ပြောရမသိတော့သူမကတော့အင်ဂျီလက်ကိုခက်ချမ်းချမ်းဆွဲတင်နေတယ်ငါထိုင်နေတယ်ငါးနိုင်လောက်ရှိပြီနေရာလဲစုံနေပြီ ဒီမျက်ရည်ကခုတိကိုမကြားသေးဘူးဘလို့လောက်ရမှန်းတော့မသိတော့ဘူးဟာနင်ကလည်းလွယ်လွယ်လေးရည်စက်ယူပြီးချလိုက်ပေါ့ပြီးတာဘယ်သူသိတာမှတ်လို့သူစကားကိုသူမှမျက်နှာရှုံလိုက်ပြီးငါတုံးတယ်အဲ့ဒီတော့ငါလည်းသိတာပေါ့ဒါပေမဲ့ငါကငါရင်ထဲကညှက်တဲ့မျက်ရည်စိတ်ပဲတုံးချင်တာဒါမှခံစားချက် ပါမှာဟင်မျက်ရည်စိတ်မှခံစားချက်ပါမှာတဲ့ဒါဆိုပြုံးပြုံးကြီးထိုင်ညှင့်နေတာရောတဲ့ခံစားချက်ညှင့်နေရလားတဲ့ နင့်ဟာကမဟုတ်တာ တော်ပါနင်နားမလဲငြင်းထိုင်နေငါလုတ်เสียရှိရဆက်လုတ်လိုက်အောင်မယ်ဆိုရိဆိုင်ကိုအသေးချပြန်ဆိုင်ကြည့်ကအမြင့်ထိုင်ညှင့်နေသည်သူကလည်းဘာမှဆန့်ပြောဖြစ်တော့သူမကူတာထအံ့တော်နဲ့ငေးကြည့်နေမိသည်အတော်ကြပါသည်နိုင်ရွက်ခန့်ကြပါသည်အတော်လေးကြာတော့မှတစ်ကနေသူ့မျက်ဝန်းပေါ်မျက်ရည်စမ်းများဝှစ်တည်လာသည်ကမန်းကန်သူ့ဆိုင်ကိုဆွဲယူပြီးသူ့မျက်လုံးနဲ့ဆက်လုံးကိုချိန်သည် နောက်မျက်စိတစ်ဖက်မှိတ်၍ဆက်လုံးကိုအသေးချာကြည့်ကထက်ချိန်သည်မျက်ရည်နဲ့ဆာရကက်ကချိန်သည်မျက်ရည်ကဟိုဘက်ကျမလို့ဒီဘက်ကျမလို့နဲ့မျက်ခမ်းလေးပေါ်ရီးလေးခိုနေတော့သည်နောက်မှမျက်တောင်ဖျားပေါ်လှိမ့်စီပြီးပလောက်ခနဲ့ဆာရပေါ်ကျသွားတော့သည်ဟာမျက်ရည်ကတူတင်သားလို့မဟုတ်သူရွေရွေထားသောကိုဦးသောဆက်လုံးနဲ့ကက်ရံမှကျသွားသည် သူမှဆာရတစ်ဖက်ကိုကမန်းကရမ်းမှ၍ဆက်လုံးပေါ်မျက်ရည်ကိုလှိမ့်တင်သည်မကြား ။နောက်ပါစက်ကတဖိုးနဲ့ထိုင်ပုံနေတော့ထိုတော့မှကိုယ်ဆိုတော့စလုံးလေးကမျက်ရည်ကြိုက်စားမှုကြောင့်ပြန်နေဖြစ်သွားကြီး။ရပြီငါကွာ။သူမှဆာရက်ကိုဝမ်းသာအားရမြှောက်ယူထားတော်သည်။ပြီးတော့သူ့ဖာသူရည်ရွယ်သလိုဖြင့်အဖွားဆုံးတော့ကအကြောင်းပြန်စင်းစားပြီပါပဲ။မျက်ရည်ကပေါက်ခနဲ့ကျတော့တာ။ဒင်းအကြောင်းစင်းစားတော့ကတစ်သက်မှကိုမကြဘူး။အကျိုးမပေါ်ဘူးများဆိုပြီးသူ့ဖာသူသဟီးဟီးနဲ့သဘောရကျနေသည်။ထို့နောက်သူမျက်နှာစာရှိဆာရက်ကိုတစ်ဖြက်ဖြက်ခတ်ပြီး ဟောဒီမှာတွေ့လာလွန်လွန်ဆဆွေရင်ခွဲနာအပြစ်ပေးမဲ့စာသူပြတော့ဟုတ်လဲဟုတ်တယ်မသိရင်မျက်ရည်တဝိုင်းဝိုင်းနဲ့နှစ်တချုံချုံရေးထားတဲ့အတိုင်းဩလွန်လွန်ဆဆွေရင်ခွဲနာအပြစ်ပေးတာပုံမှတ်ချက်သူများအပြောရမင်းကလေးတိုင်းကလုတ်တက်သေးဘူးဟဲ့နင်ကတော့တခုခုနေဦးသူမသာခါကြောင့်သူလန့်သွားတယ်သူမကတော့သူ့ကိုငယ်ပေါင်းကြည့်ဖို့အတိုင်းဘာလဲနောက်တစ်ခါနင်းနဲ့လိုက်သိပေးအောင်မလားသူမပြောမှဒီ ဒီတခါအဲ့လောက်မကြမ်းပါဘူးငါသူ့ကြောင့်တေလဲမတေချင်တော့ဘူးတဲ့ဘာလို့လဲဆိုတော့ငါတေသွားရင်သူ့ကိုအရှုံးပေးလိုက်ရမှာကြတယ်လေငါသူ့ကိုဘယ်တော့မှရှုံးမပေးဘူးငါအရှုံးတွေကိုငါရင်ထဲမှာသိမ်းထားမယ်သူ့ကိုတော့နောင်တတွေပေးရမယ်ဒီတော့သူကသူမကိုကြည့်သူမကသူ့ကိုကြည့်ပါဒီစာကိုငါရေးဆောင်တော့ငါရေးစာဟောင်းတပုတ်ပေးအင်းသူစဉ်းစားချက်သွားတယ်ကြည့်လေမစီမဆိုင်နေပါဦး င်ငါငါကိုအဲ့လိုခိုင်းရအောင်နင်နဲ့ငါကဘလောက်ချင်းနေလို့လဲငါနာမည်တော့နင်သိလို့လားသိရလေနင်နာမည်ပေါ့ထော်ဟမ်သူမနဲ့စတွင်စီကပြောခဲ့တော့သူရက်ွက်ပြီဖြစ်သေးတော်သေးတာပေါ့စော်ဝါးကြီးကုန်းတို့အကြောက်ရည်တွင်တို့ချော်တွင်ကုန်းတို့မနေမိတာပဲလောက်ပါဟာတဲ့ဒီတစ်ခါပဲနောက်ဆိုလဲနင်းကိုမခေါ်တော့ဘူးနင်းဖတာစိတ်ပါမှကုန်ကြီးဒီတစ်ခါတော့အလိုပြားတဲ့အတော်လေးကိုကြွားကြသည့်အမျိုးသမီးသူလည်းညစ်ချင်ချင်မို့လားငါကဘာလုပ်ပေးရမှာလဲ ိုတညကနင့်ငါ့ကိုပကိုးမှထားခဲ့ရလွန်လာပြီလူမပတ်ဆံကလည်းမရှိဘိုက်ကစားကားသမားကိုမနေတောင်းပန်ပြီးစီးခဲ့ရတာအဲ့အတွက်ငါ့ကိုတောင်းပန်တဲ့နဲ့သူမမျက်မှောင်ထုတ်သွားပြီးပြီးနောက်လက်ချောင်းတန်လုံးလုံးကြီးပြင်းတလုံးတစ်ခဲပြောပြောကြသည်ငါဘာကိုတောင်းပန်ရမှာလဲဟာတောင်းပန်ရမှာပေါ့နင်ငါ့ကိုရင်ပြီးခေါ်သွားလीအလုံးရောက်ကအခမ်းအနားရှိလို့ကတော့အခုလောက်ဆိုငရေလာနေပိုင်လာရောက်နေရောက်ပြီးဟမ်ပြီးတော့ငါအများတဲ့မစီမဆိုင်နဲ့အိညာကပကိုးမှာမိုးလင်းခဲ့ရတယ် အဲ့တော့နင် sorry ကျွန်တော်တော့ပြောတင်တယ် sorry ဟုတ်လားသူမကသူ့စကားကိုတန်အောင်လိုက်သည်ဟုတ်တယ်သူရင်ကော့ရထောက်ခံလိုက်သည်သူမကမျက်နှာကိုမဲ့လိုက်ပြီးမိထီးမိထူးချုံရဲ့ dictionary မှာ sorry ဆိုတဲ့စကားလုံးမရှိအေးနင်ကို sorry လို့ပြောစေချင်နင်နာမည်ကို sorry လို့ပြောင်းလိုက်အဲ့ဒါဆိုငါက sorry ရေးလို့ဘယ်သာဘယ်သွားမလို့လဲဩဘယ်သူများမှတ်တယ် sorry ပဲနဲ့လို့ပြောရမယ်ဟာနင်ကလည်းသူ့စကားကြောင့်ဘာပြောလို့ပြောရမသိတော့ဟုတ်တယ်လေ သူ့စီက sorry အပြောခံရဖို့ကို့နာမည်ကိုပါ sorry လို့ပြောင်းပေးရပုံပဲသူ့ပြောပုံနဲ့ဖြစ်နေပုံကြည့်ပြီးအရှုံးပေးခြင်းဖြစ်ဒါဆိုနင်းနေဆောင်ကိုဟောင်းအတနာခံရေးနေကြရပါဘို့သူခါဟာရေးလိုက်သည်ပြီးနောက်စာရက်ကိုသူ့ရှိပြချလိုက်သည်ဟာဟာစာကိုလည်းဖတ်ကြည့်ပါဦးသူ့ကငါတောင်းပန်တဲ့စကားတလုံးမှမပါဘူးတောင်းပန်စရာလည်းမလိုဘူးဒါဆိုသူမှမျက်နှာမှားသွားတယ်နောက်ခက်တိတင်နဲ့ ငါမှဘာပြင်းမှမရှိပဲအလကားနေဖြတ်သွားလို့ငါမကြည်မနှက်ဖြစ်နေတာ။အိုးဖိုးတို့ဆိုတော့လေသူမကသနာမိတယ်။သူ့တော်ကသနာရဲ့။သူ့စကားကိုသူကိုယ်တိုင်ပင်ယုံမလားမယုံလားသိ။လောက်ပါဟာတဲ့။သွားပြေးပြေးစမ်းပါ။ငါသွားပြေးရင်သူ့ကောင်မနဲ့နှပန်းလုံးနေရမယ်။အဲ့လိုနှပန်းလုံးမြင်သူ့ကောင်မရဲ့ချက်မောက်ကိုဆွဲပြီးညာတူးနဲ့အာချမိလိမ့်မယ်ထင်တယ်။ဆယ်ချက်အချက်နဲ့ဆက်တော့ချမိမယ်ထင်တယ်။ဒါဆိုငါလည်းတူးပြေး ်သူလည်းနှစ်ဖူးခွဲဖြစ်ကုန်လိမ့်မယ်အဲ့လိုငါချမိရင်သူငါ့ကိုပို့ပြီးအသေးနာသွားလိမ့်မယ်အဲ့ဒါကြောင့်သွားပြေးပြေးပါနော်